မင်္ဂလာပါဒီခုတစ်ခေါက်ရွေးချယ်ထားတဲ့ကောင်းစဉ်လေးကတော့ချစ်ခရတော်ညတညလို့အမည်ရပါတယ်ဆိုတော့ဘာကိုချစ်ခရတော်ညတညအဖြစ်ရေးဖွဲ့ထားလဲဆိုတော့ကိုနတ်ဆင်ကြည့်ကြအောင်ပါမလိုင်းနဲ့ဘာကြောင့်ရင်မပြောတဲ့ကျွန်တော်ဒီမြို့ရွာအမည်ကလေးတွေလှပလျင်ထူးဆန်းလျင်ဆွလန့်နေမိတတ်ပါသည်ကင်တရဝဒီတွင်တောင်ဝင်ထန်းဆောင်ခရသည်1990ဝန်းကျင်ကတာစီနှင့်ရင်းမပင်အကြားဖြတ်သွားသည့်အခါတိုင်းကားလန်းနဘေးကရွာကလေးတစ်ရွာအား မွေးရည်မြေကိုနေသည်လို့ငိမ်မောကြည့်မိပါသည်ရွာကလေးတရွာအားနမဲကိုငိမ်မောကြည့်ပြီးနောက်ရွာကလေးနမဲကရွာမွန်သားတဲ့နှင်းငွေဤတငယ်ချင်းနုနုငယ်ညွတ်မေနှင့်ဘာခတ်တို့ရှင်တန်နေနိုင်ခဲ့သည့်ရွာကလေးဟုတန်ရုံးစဉ်ကြည့်တွင်နေမိပါသည်ရေကနာဝတ္ထုကြီးဤလွမ်းမောမှုကြောင့်ဟုအစကထင်ခဲ့မိသည်စင်စစ်ရွာမွန်သားဆိုသည့်လှပတော်အမိနာမဤဆွေးဆောင်မှုလဲပါမည်ထင်ပါသည် ရွှေတောင်မြို့မှရွှေနဲ့တောင်တို့အတွားလက်နဘေးကနိဗ္ဗာန် ချော့ခေါ်ဖျားနှင့်မယားမှန်ရွာတို့ကိုဆွလန်းမိခြင်းမှာထူးဆန်းသော အမည်နာမကြောင့်ဖြစ်တန်ရသည်မလိုင်ကိုဘာကြောင့်ဆွလန်းမိရသလဲဟုကျွန်တော်အခုပြန်စဉ်းစားကြည့်မိပါသည်မလိုင်ဟုသည့်အမည်ကအထူးထူးခြားခြားလှပသည်မဟုတ်ထူးဆန်းလာသည်ဟုလည်းမဆိုသာမြမဆန်၍ရိုးရှင်းရင်ကျသည့်အမည်နာမတစ်ခုဖြစ်နေတာတော့သိကြသည် ကျွန်တော်တို့ငယ်စဉ်ဆွေးမခရသည့်အညာနောက်ခံဝတ္ထုများတွင်ဆီယမ်မောင်ဆိုးရမလန်ဤနေစည်းစာဝတ္ထုတို့ပေါင်းချုပ်စာအုပ်လဲပါသည်ဆိုရှယ်လစ်တယုံမှန်စာပေဟူ၍ကျေလောင်သော စာပေဝါဒတစ်ခုထွန်ကားစဉ်ဆီယာဤဝတ္ထုတို့များကိုဖတ်ခဲ့ရခြင်းဖြစ်သည်စေးစေးပိုင်ပိုင်ရှိလာသောဝါကျများဖြင့်ဆီယာဖွဲ့ဆိုွက်သောအညာမြေတွင် လေပွေရိုင်းများတိုက်ခတ်လေးရှိပြီး ဖုံးစုခင်တန်းနဲ့လေးအတုံမှာလှုပ်ခတ်သောတမာပင်တန်းတို့သည်လည်းနင်းညူခြင်းအလွမ်းများဖြင့်မှုံမှုရီဆိုင်နေတတ်သည်ဟုမှတ်မိနေခဲ့ပါသည်လက်တော့တဆယ်ဝင်းကျင်ကမလိုင်သာ ကိုသိန်းဝင်းနှင့်ပြန်လည်တွေ့ဆုံရပြီးသည်ကျွန်ုပ်အခုရာ ချစ်เสียကောင်းသောမလိုင်မြို့ကလေးကိုပွေဖက်ဖို့အခွင့်အရေးရခဲ့ခြင်းပဲဖြစ်လေသည်သူ့ကိုတရားရေးအရာရှိအဖြစ်ကျွန်တော်နှင့်တပတ်စင်တဲ့စုံစည်းခဲ့တော်လဲအနေအေး၍စီးနေရင်းနေသောတငယ်ချင်းနှင့်ရင်းရင်းနှီးနှီးမရှိခဲ့ပါနှစ်ပေါင်း30ကြာပြီးမှသူနှင့်ပြန်ဆောင်ရသောအခါသူဒီတိမ်တန်းဝင်းမလိုင်ဖြစ်နေခဲ့ပါပြီ။ဂီတဆရာတူဖြစ်နေခဲ့ပါပြီ။ တလေတဲ့စီတခရီးရဲသွားခဲ့သည့်တငယ်ချင်းကိုဟိုရခင်ကစိမ့်သက်ခဲ့တော်လဲဝါသနာတူဆိုင်ဆရာတူအဖြစ်တာမှာကဂီတ၌ညွတ်နူတိမ်မှုသူအဖြစ်ပါပြန်လဲဆုံတွေ့ရသည်မှာဝတ္ထုဇက်ွက်တစ်ခုပေါ်မှာရင်ခုန်ခြင်းစရာကောင်းနေပါတော့သည်သူ့ကိုအကြောင်းပြု၍မလိုင်ကိုရင်းနှီးခဲ့ရသည်သူ့ကိုအကြောင်းပြု၍ထနောင်းတမာနှင့်တပေါင်းအညာကိုဝိဖက်ခွင့်ရခဲ့သည် သူ့ကိုအကြောင်းပြု၍ဆရာဦးသိန်းတို့ယခုကွယ်လွန်ဆရာမောင်စိုးရမလိုင်တို့နှင့်စုံစည်းခွင့်ရသည်သူ့ကိုအကြောင်းပြု၍မလိုင်မှာဟောပြောခွင့်ရသည်ပန်းအိုင်ဖျားဝဲတို့ရောက်ခွင့်ရသည်ဆိုပါလျင်တသေးကဲကဲရှိလာသည်မူ၍ဆစ်လာစွာသောမလိုင်မျိုးသားတို့ကမညူမညင်ခွလွတ်နားလည်ပြည့်စေချင်ပါသည် အစင်းမြမဟုတ်သည့်တိုင်ကျွန်တော်သည်မလိုင်ကိုမကြမကြဒရီယာမီတတ်ပါသည် ။တတိယလေတိုင်းကျွန်တော်ပြန်၍မြင်ရမိသည်မှာအညာမြေရေချိုချင်းကခနှောင်းပင်တန်းတွေဖြစ်ပါသည်။အဝေးပြေးလမ်းမှဖယ်ဆင်းပြီးနေပြောက်ထိုးသည့်အခါတနက်ခါရောင်ဝါကျင်နေသည့်ခနှောင်းပင်တန်းကလေးတွေနှင့်ရွာကလေးများကိုဖျက်တမ်းရသည်မှာချိုပြုံးခော်၍တွန်သေးသိမ့်တန်နှင့်အတူဇာတိရွာပြန်ရသလို ခံစားမိစေပါသည်ကျွန်တော်ဒီမလိုင်တို့တုံးကောက်ရောက်ခဲ့ပူပါသည်ပထမတစ်ခေါက်စာပေပွဲမှာဆင်စစ် ကျွန်တော်တို့ဟောပြောဖို့မဟုတ်ပါကျွန်တော်တို့မန္တလေးတွင်ရှိတဲ့တငယ်ချင်းသိန်းသန်းဝင်းကအကူအညီတစ်ခုတောင်းပါသည်မိထီလာတို့စာဟောလာသည့်စာရေးဆရာများအားမလိုင်မှာဟောဖို့ပြောပြီးရင်အကူအညီတောင်းခြင်းဖြစ်ပါသည်ငွေကြေးအင်အားနည်းသည့်အတွက်အစည်းအဝေးကခြွေတာသည့်အနေဖြင့် ပွဲကူဟောပေးရန်ဖြစ်ရာကျွန်တော်နှင့်ညီအကိုလိုခင်မင်းသည့်ဆိုင်းရဲဆရာအားအရင်အတိုင်းပြောလိုက်မိပါသည်အများအတွက်ဆွံ့လို့ခြင်းအနစ်နာခံခြင်းကိုကြိုးမငယ်ခြင်းအကြောင်းများကို စင်ပေါ်မှာအပေါက်မတက်ပြုံးလေးရှိသည့်ဆိုင်းရဲဆရာကပတ်စံမရှိလင်ဟောပြောပွဲမလုပ်တင်ဘူးဟုတောက်တောက်ခါခါတုံ့ပြန်ခဲ့သောအခါရင်သည်နှင့်ကနေဖြစ်သွားမိပါသည်တငယ်ချင်းနှစ်ယောက်ခေါင်းချင်းဆိုင်လိုက်ကြပါသည် တို့ဖြင့်စောင်းယွန်းစအွေဦးဝင်စဥဒ္ဒတရာသောနေ့တနေ့တွင်ဆရာနေဝင်းမြင့်ဆရာမခေခင်သူနှင့်ကျွန်တော်တို့သည် မလိုင်တို့စာပေဟောဖို့ရောက်ခွင့်ကြုံရပါသည် မလိုင်ကိုညှင်းဆိုခဲ့သောမိစေဆိုင်ဆရာအားခြေသူအထုပင်တင်မိပါသည်ဦးလေးသိန်းဆရာမောင်ဆိုးရတို့လိုအညာသာလူကြီးသူမများတမကကိုတင်ညိုတို့လိုစာချစ်သူများနဲ့လည်းရင်းနှီးခင်ပင်တန်ရုံးစဉ်ညှိတွေ့ဖို့အခွင့်ရခဲ့သောကြောင့်ဖြစ်ပါသည် မြို့လက်ခမ်းမဤစာပွဲတပင်သည်အောင်မြင်မှုရှိမရှိအတိအကျမပြောနိုင်စေကမူမလိုင်ကိုကျွန်တော်တို့ဆွဲမှတ်သားခဲ့ကြပါသည်မလိုင်ဤနမီကျော်ပန်းအိုင်ဖျားပွဲသို့ရမေရှာ၍နောက်တစ်ခေါက်ပြန်သွားခဲ့ရသည့်အထိပင်ဖြစ်ပါသည် ရှစ်ဆရာအညာဖះဘွယ်အကြောင်းကိုအကျယ်တဝင့်မပြောလိုတော့ပါကျွန်တော်အခုပြောလိုဒီမှာမလိုင်တို့တတိယတစ်ခေါက်ရောက်ခရသည့်ချစ်ခရသောညတညအကြောင်းကိုပဲဖြစ်ပါသည်ထိုစဉ်ကျွန်တော်ကအလုတ်တော်ဝင်ကနေပြီတော်မှာဖြစ်ပါသည် မန္တလေးမြို့နယ်ဆရာနေဝင်းမြင့်မောင်နှံတငယ်ချင်းသိန်းသန်းဝင်းတို့နှင့်ကြည်ရွေတိုင်ပင်ပြီးမလိုင်၌စာပေဟောပြောပွဲလုပ်ဖို့အစီအစဉ်ခဲ့ပါသည်အမတ်တရပြောရမည်ဆိုပါကထိုပွဲမှာထူးခြားချက်နှစ်ချက်ရှိပါသည်ဆရာနေဝင်းမြင့်ခင်ခင်ထူးနှင့်ကျွန်တော်တို့ကဟောပြောဖို့မဟုတ်ပဲဟောပြောပွဲကိုစီစဉ်သူအဖြစ်ပါလိုက်ပါခဲ့ခြင်းနဲ့ဟောပြောစဉ်မြင့်နှင့်မင်းနီသေးသည့်ဆရာနမှုနှင့်ဆရာကျိုးစောကိုပွဲထုတ်ခဲ့ခြင်းဖြစ်ပါသည် သူတို့နှစ်ဦးကိုအဟောပြောကောင်းတယ်ဟုကြော်ကြားစပြုနေပြီဖြစ်သောညီတော်မောင်ဆရာကြီးမင်းညွန်နဲ့အတူဒူးရနဲ့အချီလုံးပယုတ်စီတို့တွေးရရောက်တယ်လို့ဝတ်ထုတ်ခဲ့ခြင်းဖြစ်ပါသည်တကယ်ကိုအမှတ်တရပဲဖြစ်ပါသည်ကျွေးတောက်မှုလာတယ်လို့နည်းနည်းကျော်တင်းတင်းတီတီကြီးနဲ့စင်ပေါ်မှာရေတခုခုတောက်ပြီးဟောခဲ့သည့်ဆရာနမှုကိုလည်းကောင်းတွွန်တွဲသိမ့်နေမြင်နေပြီးတွွန်သေးသိမ့်နေလေးတိုင်းဖြင့်ဂယုနာတက်ချက်စပွဲဟောခဲ့သည့်ဆရာကျူတော်ကိုလည်းကောင်း မလိုင်ပေတဲ့များကညီမင်းညွန်ဒီပါလက်ခုတစ်ဖြောင်းဖြောင်းနဲ့အားပေးကြပါသည်ဆရာနေဝင်းမြင့်ခင်များသူ့ရောင်ရင်များဟောနေစဉ်တက်ပုံတစ်ဖြက်ဖြက်ပြေးရိုက်လိုက်ဆင်မြင့်ကဆင်းလာတဲ့အပြီးလွှားတော့၍လက်ဆဲနှုတ်ဆက်လိုက်နဲ့မအားရရှာပါဆင်မြင့်ပေါ်မှာဆရာနမှုပြင်ဆင်လာတော့သူကပြောသေးတယ်မလိုက်သားတွေကပြောတယ်ဆရာဟောတာတော့ကောင်းပါရဲ့ရေးဖို့မတက်နိုင်လို့အဲ့ဒါလေးပြန်ရှင်းပေးခဲ့ပါတဲ့ လာရန်ရှုံးမြသည့်ညတမညပဲဖြစ်ပါသည်ကျွန်တော်တို့သည်ယခင်ကခိုနာဘူးသည့်ဘိုးဘွားရိတ်သားဤအဲ့ရိတ်သားကလေးစီပြန်ခဲ့ကြပါသည်ညနေဆောင်ကလေးကစီမံထားခဲ့သည့်တူရိယာပစ္စည်းကီးဘုတ်တကူလည်းအဲ့ရိတ်သားတို့ရောက်ရှိနေပါပြီကျွန်တော်ဒီမှာနေတော့ကမိတ်ဆွေဟောင်းပြသူရဲမူကိုစိုးမြွန်ဝင်းမလိုင်မြို့နယ်ရဲတပ်ဖွဲ့မှုကလည်းစားစရာကြီးစရာများလာ၍စီစဉ်ပေးထားခဲ့ပါပြီဘာလို့လဲလဲကွယ် တောင်ဝင်ပြီးမြောက်သားဖြင့်ကျွန်တော်တို့အားလုံးစိတ်လက်ပေါ်ပါနေကြပါသည်မိုက်ခရိုဖုန်းကိုမြင်နေရသဖြင့်လဲဖိုးဆိုခြင်းများစိတ်အားတက်ကြွနေကြပါသည်တစ်ချက်တစ်ချက်ညင်းညင်းတုံတုံဝေဝဲတိုက်ခတ်နေသည့်မြောက်ပြန်လီကစောင်းနှောင်းညဤလာကံတွင်သူမပြန်သေးကြောင်းသတင်းပေးပို့နေသည်ဝင်းဝါဆိုးပြေသောလရောက်ကပရဝော့ထဲရှိတမာပင်အုပ်အုပ်များပေါ်သို့ဖြာဝဲနေသည်မလိုင်မြို့ဤတိုးတိတ်စိတ်ငြိမ်လျက်ရှိသည့်မြက်လေရမား မိုးလင်းအိုင်ဂျီယန်တို့တွင် ကြီးငတ်တို့အိတ်ဆက်ပြောနေကြပြီဖြစ်တော်လဲချူမျိုးသောဂီတတန်နှင့်အတူမအိတ်ဆက်နိုင်သောလူတစုကအမှန်တကယ်ရှိနေခဲ့ပါသည် သူတို့သည်ရန်ကုန်မန္တလေးအမရပုရ6နှစ်နေပြည်တော်တို့မှကြီးမွေ့ခွေရာဤမြေဤဒေသစီတို့ဤညကဘာတွင်တကူးတက လာရောက်တွေ့ဆုံခဲ့ကြခြင်းပဲဖြစ်ပါသည် သူတို့ပျော်ရွှင်နေကြပါသည်သူတို့ကြည်နူးနေကြပါသည်သူတို့တေးဆိုနေကြပါသည် သူတို့ဒီမိမိစုနိုင်မိဒေသချင်းများကိုဘိုးအုပ်ထဲမှာအလူရက်ရှာဖွေနေကြပါသည်တခုတည်းသာရှိသောမိုက်ခရိုဖုန်းကို အလူရက်လူရက်ယူနေနေကြပါသည်အသက်အငယ်ဆုံးဖြစ်သည့်လူငယ်ခြေတက်ကလေးညီမညူခမတူးထက်ကြီး၍တူးထက်ကဲနေသောအကြီးအကဲများကိုမရှင်းသာနိုင်သည့်အလျောက်သူအလဲရောက်ဖို့စောင့်စားမျှော်လျင်မိုးလင်းလူအထိငေးကြည့်နေရှာပါသည် ဆ ्याम ကကင်တူကတပုတ်သေးတာစိုတက်ရှာသည့်ရှာပုံတော်ခရီးရှိသင်းကိုဘုအုပ်ထဲမှာမတွေ့တဲ့ဖြင့်ငေါ့တီကိုလည်းကဲခံရသေးသည်ဂီတမှုတင်တန်ဝင်းမှုကကီးဘုတ်ကိုမနာတဲ့တိရလုံးတဲ့ဖြင့်ညောင်းညာလာတော့လက်ချောင်းတွေကိုတဖြောက်ဖြောက်ချူပြီးစိတ်ရှိတိခန့်နိုင်ပြီးဂါရာတမျိုးကိုတိုးတိုးဖောက်ဖောက်ရွတ်စုံနေရှာသည်ကန်နီယာခီးလဲဂျန်နန်ပါစီမောင်ရီမောင်ရီချစ်သူရဲ့အချစ်ဝိညာဉ်ကလေးနာခိုရနေရာ င်းစစ်သူနာခိုရနေရတခုခုတော့တွေ့ရမှာပဲလေပချင်းလာတော့မသိဘောနော် sorry ပါမိုးလင်းအားချင်းရန်တို့ရောက်လို့နီးနီးတယ်မဆရာမခင်ခင်သူခင်များသူရှာနေတော့တချင်းကို တွေ့သွားခဲ့ပါသည်ဒီတော့လဲမမအေးသေးပြင်စင်တိုင်းစစ်သူပြောက်ကိုရှာဖွေလက်ရှာဖုံတော့ခီးပြန်ဆက်ပါသည် ဆီယမကအဆူတော့အဆူကောင်းဖြစ်သည်သူ့ကိုကြည့်ရင်အဆူတော်ကြီးဒမမအေးနဲ့တူရာတခုခုရှိသည်ဟုကျွန်တော်ထင်နေနေသည်အတန်တော့ဖြစ်မဟုတ်မနေ့၄နာရီထိုးတော့အခါပွဲသိမ်းလိုက်ပါသည်အချို့သည်မန္တလေးသို့လည်းကောင်းအချို့သည်၆တို့လည်းကောင်းအချို့သည်နေပြည်တော်သို့လည်းကောင်းကားတစ်စီးစီဖြင့်အတီးတီးပြန်လဲထွက်ခွာလာခဲ့ကြပါသည်အယုံမချင်းမီမလိုင်မထွက်ခွာလာခဲ့ပြီးမိထီလာမှာထက်၍ခွဲဖြာသွားခဲ့ရာညည့်ရီ အပြင်တို့ဝမ်းခနဲတစ်တီးကြွေကြတဲ့ဖြင့်ရေပုတ်ကလေးတွေလွင့်စင်ခွဲပြားတော်တယ်လို့ပဲဖြစ်ပါသည်ကျွန်တော်တို့ဤဘဝမှာရင်ခုန်စရာလေးတွေရှိတတ်ပါသည်အမှတ်ရစရာလေးတွေရှိတတ်ပါသည် လွမ်းစရာလေးတွေရှိတတ်ပါသည်တို့တော့မလိုက်မှကြုံခဲ့ရသည့်လွမ်းစရာညမျိုးပေါ်မှာဘဝမှာနောက်တစ်ခါပြန်ရဖို့မလွယ်လဟုထင်မိပါသည်လွမ်းစရာဆိုတာချစ်နှစ်သက်ခြင်းမှစီးဆင်းလာသည့်ခံစားမှုတစ်မျိုးဖြစ်ပါသည်ချစ်မှလွမ်းလို့ရသည်မလွမ်းချစ် မချစ်ပဲလွမ်းလို့မရမချစ်မနစ်သက်တော့အရာ မချစ်မနစ်သက်တော့သူတို့ကိုလွမ်းလို့ရသည်မဟုတ်ပါယခုတော့ကျွန်တော်မလိုက်တော့မရောက်ဒီမှာကြာခဲ့ပါပြီနောက်ဘယ်တော့ရောက်ရအောင်မီကိုကျွန်တော်မသိပါရောက်မှရောက်ပါအောင်တော့မီလားဆိုပြီးကိုလည်းကျွန်တော်မသိပါမသိနိုင်ပါ သို့တော့လွမ်းမိပါသည်မလိုက်ကိုကျွန်တော်လွမ်းနေမိပါသည်ရတောက်ရခဲကြုံတောက်ကြုံခဲချစ်ခရရတော့ညတညကိုချစ်သူတို့ဤမလိုင်မြို့ကလေးမှာ ရရှိခဲ့ပူသောကြောင့်ပဲဖြစ်ပါသည်ထိုညကလေးကိုကျွန်တော်ရင်သေး၌လုံခြုံနှွေးထွေးစွာသိသိထားပါမည်၂018မလိုက်မဂ္ဂဇင်းမှာရေးသားခဲ့တဲ့အဲဇာတ်လမ်းဖြစ်ပါရနော်ဆိုတော့ဒီဇာတ်လေးကိုဖတ်နေနေပေါ့နော်ဟိုနားစင်တဲ့သူတွေကိုအနှောက်အယှက်ဖြစ်မလားတော့မသိပေမဲ့အဲပြုံးမိသွားတာမျိုးလည်းဖြစ်တယ်အဇာဖတ်တာကိုအနှောက်အယှက်ဖြစ်သွားခဲ့ရင်လည်းအဲတောင်းပန်ပါရစေ အဲဒီစာကိုခံစားပြီးတော့ဖတ်နေရဖြစ်တဲ့အတွက် သူခံစားချက်တိုင်း emotion ဖြစ်တယ်ပေါ့နော်ကိုကအဲအဲ့လိုလူမျိုးဖြစ်တာဖြစ်တဲ့အတွက်အဲနည်းနည်းအနောက်ရှိဖြစ်သွားတယ်ဆိုရင်တောက်မှမှာတယ်လို့ပြောပြရစီဆိုဒီစာဖတ်နေရင်ပြုံးမိသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဒီမှာပါရဲ့စကားလေးပေါ့နော်လွမ်းစရာဆိုတာချစ်နှစ်သက်ခြင်းမှစီးစင်လာသည့်ခံစားမှုတစ်မျိုးဖြစ်ပါသည်ချစ်မှ လွမ်းလို့ရသည်မချစ်ပဲလွမ်းလို့မရ မချစ်မနစ်သက်တော်အရာမချစ်မနစ်သက်တော်သူတို့ကိုလွမ်းလို့ရသည်မဟုတ်ပါဆိုတဲ့အစားအသောက်လေးကအင်းမှန်ကန်နေပြီလားဆိုပြီးမှအတွေ့ရောက်သွားတာဖြစ်တယ်ပေါ့နော်အစတော့လွမ်းနေဆိုတဲ့စကားလုံးကချစ်ခင်သူတွေအတွက်ပဲဖြစ်တယ်ပေါ့နော်ဆိုလွမ်းရတာကောင်းမှန်ပါလေအလုံးပဲအခုရဲ့ပွားလေးမှာအဲ့လိုမျိုးပြင်လဲရမလားကြုံရမလားဆိုတာမသိတော့တာတော့မှကြုံခဲ့ဘူးတဲ့ အဲနေ့ကလေးညကလေးကိုတိမ်စီထားပြီးတော့အချီနူးနေရတဲ့အရာသာလေးပေါ့နော်လွမ်းနေရတဲ့အရာသာလေးအဲတကယ်ကောင်းမွန်ပါတယ်ဆိုတော့အလုံးမဲ့အဲ့ဒီလိုမျိုးအခိုက်အတန့်နေရရှိနိုင်ကြပါစေအာဒါကအဘယ်တော့မှအဟောင်းနှဲမသွားတဲ့အရာလေးပေါ့နော်ဆိုတော့အလုံးကိုလည်းထပ်တူရစေချင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆုံတွေ့ပါမယ်